ပရိသတ်များအားလုံးပဲမင်္ဂလာပါ Snow White Channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာကျွန်တော်တို့ရဲ့ Channel လေးကနေတင်ဆက်ပရိသတ်မိတ်ဆက်နိုင်ကြတော့စာရေးသူပေါတင်ဆက်ရေးသားထားတဲ့ကောင်းလန်းဘိုးတင်နဲ့ဦးကဲအရှုပ်တော်ပုံဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်တင်ဆက်မှုလေးကိုမစောက်ရင်မှပရိသတ်တွေကကျွန်တော်တို့ရဲ့ Channel လေးကို Like and Subscribe လုပ်ထားပြီးတော့တင်သမားတွေကိုသိနိုင်အောင်လို့ဘေးနားကလိုတီဘဲလေးကိုလည်းနှိပ်ထားပေးကြပါဦးဗျာ ်ကေတာဆွေနော့တင်ဆက်မှုလေးကိုစလိုက်ကြရအောင်ဗျာရေဦးစင်တို့အမိရတဲ့ဂျော်လီရဲ့အစွန်ဖျားရှိအိမ်လေးတအိမ်မှာဖြစ်ပါရိအိမ်လေးရဲ့ရှိရှိဇပွဲတန်းလျောက်မှာဦးကဲလို့အမိရတဲ့လူကြီးတယောက်ကစိတ်ဆိုးမှန်ဆိုနေထိုင်နေအကြောင်းကတော့ဇနီးနဲ့ဖြစ်သူရဲ့လောရက်ကသူ့ရဲ့တိတ်ခါကိုကြာစင်းစီရဲ့လို့ယူဆခြင်းကြောင့်ဖြစ်ပါရိစိတ်ဆိုးစွာထိုင်နေတဲ့ဦးကဲကအိမ်လေးတွင်ငယ်ဆောင်ကြည့်လိုက်ကဒီမှာမဟုတ်ဝင် ငကင်းဆိုရေးကျောကတိတ်ခါတရားကိုမှတ်ကြောက်တင်ဝင်နေ။အဲဒီစကားဆုံးတာနဲ့အိမ်လေးတဲကလေဒေါ်ဝင်းရဲ့အတန်ကပေါ်ထွက်လာပါရီ။ဒေါ်စန်းအဲဒီကလေးမှာဟိုလူကြီးရောက်ဆိုပြီးဘာသဘောလဲ။သူကငိုလဲငိုနေတယ်။ဟဲ့ဘဝင်းနေတော့နော်။ငါသူ့ကိုဖျက်ပြောသေးပဲကြွေးရ။မတားကြီးဒီတော့ရုပ်မာတယ်။ဒါပဲရွာလေးကငါ့အိမ်မှာငါပြန်နေမယ်။နေနဲ့ပြတ်ပြီ။ငါပြောတာတေချာနားထောင်။တကယ်ငါပြောသေးပဲကြွေးရ။ ။ဦးခဲရဲ့မိတော်သောရှင်းပြမှုကိုမှဒေါ်ဝင်လက်မခံတော့ပါ။ဘူးဆိုဖေယောမသိတဲ့သူမမှာအာကောင်မောင်းတဲ့ကိုခန္ဓာပိုင်ဆိုင်ထားသူမို့ဂျိုးတတာကြီးကိုကိုရိုင်းပြင်ရပြီးအိမ်ပေါ်ကဆင်းလိုက်။ဦးခဲတားတော်လည်းမရ။အိမ်ဝိုင်းပြင်တီလိုက်ဆွဲပေမဲ့သူမကစကားတကွပြောလိုက်တာကြောင့်ဦးခဲစက်မလိုက်ရဲတော့ပြီ။ဒေါ်ဝင်ပြောလိုက်တဲ့စကားကတော့မသားကောင်ဆက်လိုက်ရဲ့လိုက်ကြည့်စမ်း။တစ်တောင်နဲ့ဖိတပ်လိုက်မ အဲဒီစကားကြောင့်ဦးကင်းစက်မလိုက်ရခြင်းဖြစ်ပါရင်ပြောရသည်မဟုတ်ဒေါ်ဝင်းရွက်ထားတဲ့တစ်တာမှာကျွန်းသားလေးလှုပ်ထားတာကြောင့်ဦးကဲကဲသူယောက်ျားသားကပင်အခွန်ကြီးတက်တက်ကိုအတော်အားဆက်ပြီးမရရတစ်တာလေးဖြစ်ရင်မတေကကျိုးပဲကဒေါခိတာဘွားရောက်နေဖြစ်တာကြောင့်စက်မလိုက်တော့ပဲအိမ်ချံဝန်းထဲကနေထွက်ခွာသွားတဲ့ဒေါ်ဝင်းကိုနောက်ကနေငေးကြည့်ရင်သာကြံနေခဲ့ရပါတော့တယ်ဦးကဲတရမိမဖြစ်သူအိမ်ကထွက်သွားပြီးနောက်အိမ်ရှိတန်းလျောင်းမှာဆဲလေးကိုခဲရင်းစဉ်းစားနေပါရဲ့ ဒေါ်ဝင်းမရှိတဲ့အချိန်မှသာဒေါ်ဝင်းရဲ့တံပိုးကိုဦးကဲပြလာတယ်။ဂျင်းပေါင်မဲပြင်းစီကိုကဲအဝင်းလုံးလိုက်မယ်။ရေလေးဆွဲမယ်ပြင်းပြင်းရလေးကိုကဲလက်လေးလာသွားလိမ့်မယ်။အဝင်းဆွဲလိုက်မယ်။အဲ့လိုမကြီးမကျုံတဲ့သူ့ကိုအရှိတကြီးကြီးနဲ့ချစ်ပေးတဲ့ဒေါ်ဝင်းမှာအပြည့်စုံပြီးမိယောက်ျား40သူအပါဝင်50ယူခဲ့ခြင်းပင်ချစ်နေစဉ်ကပေးဆက်ခြင်းနဲ့ချစ်တဲ့တဲ့အဝင်းမှာမဟုတ်ပြန်ရင်လည်းနောက်ယောက်ျားတယောက်ချက်ချင်းကောက်ယူမိကိုဦးကဲတည်နေတယ် အရင်ရောက်ကြားများနေလေသူမအချစ်ကြီး၍အထင်လွဲစရာတွေ့ရနေကင်ပေါက်ခဲ့တာကြောင့်ကင်ပေါက်ခံရတဲ့ယောက်ျားတွေမှာမတက်သားတဲ့အစုံရောင်လူကြီးကိုတိုင်ကတရားဝင်ပြစ်ဆဲခဲ့ကြသည်သာဖြစ်ပါရီကန်ကောက်သောမစော်နေဦးကဲကိုဖြင့်ဒေါ်ဝင်လက်ပြားနေပင်မတိပေးစားသည်အရိယာအမြစ်တာစေဟူရေးသာဦးကဲတထေထယုံကြည်ထားရိအဲ့ချိန်မှာရင်ရှိကိုပေးပင်ရွာကကောင်လေးတစ်တိုက်ရောက်ရှိလာကြရိရောင်မိုင်မိုင်နေတဲ့ဦးကဲတယောက်အလင်းငယ်ဦးမောလာပြီးခရီးဦးသူပြုတ်လီနေ ကောင်းလေးတွေလာကွာငါရဲ့ကယ်တင်ရှင်လေးတွေမင်းတို့ကမနိမိခလာနတ်သမီးလေးတွေပဲကွာပြောဘိုးတင်ပြန်မယ်ကွာစလာတဲ့ကလောက်ရာကပြားခိုင်းနေပြီမာစားလို့ပါကွာမင်းတို့ကငါ့အတွက်တော့နတ်တရားကြီးပါကဲကဲကဲရပြီတို့တို့လူစုံတက်စုံရောက်လာတာခမရအကူညီပေးဖို့ပြန်လာတာဟုတ်ကဲအေးကျေးဇူးတင်ပါတယ်ကွာဘဘိုးတင်သားကြီးတာယာဖိုးထွေးနေပေဒူးတို့ကတန်းလျားမှာအသေးသေးဝေထန်လိုက်ကောင် တယောက်တစ်ပေါက်နဲ့အကျိုးချောင်းမေးချောင်းလေးတွေဥကေဒေါ်ဝင်းလိုအားကောင်းမောင်းတန်ကြီးတော်အိမ်ဘောကဆင်းသွားတယ်ဆိုတော့ဥကေဘာများလှုပ်လိုက်တာလဲဖက်ကောင်နေဟာမင်းတို့ဘာရီပြောနေကြမှာမသိဘူးငါပြောပြမယ်အဲဒီကိစ္စဘယ်ကမှမသိတဲ့စိတ်မနှက်နဲ့ကောင်မလေးတယောက်ကစတာကွာအဲဒီလိုနဲ့ဥကေကမိမဖြစ်သူဒေါ်ဝင်းနဲ့ပြဿနာတက်တဲ့အကြောင်းကိုမောင်ဘိုးတီနိုကိုပေါက်တယ်ချလာပါတော့တယ် လေးပါးဒီမမရည်တချင်းကိုမမမကန်သည်ဆိုနေတဲ့အမျိုးသမီးငယ်မှာတနခါဘဲစားနေဖြစ်ပြီးထမိတ်တူတူဝိတ်ကလွယ်လေးလုံးကိုလွှဲထားတယ်။ရှည်ရတဲ့သမိန်တို့ကိုဘီစပတ်ပတ်ထားပြီးရုပ်ရည်မှာချောမောပြီးမှစိတ်မမှန်တာကြောင့်ဘသူကမှလှပတယ်လို့မထင်မိချင်း။ဒီမကယခုရေအိုးစင်ရွာလေးကိုရောက်ရှိလာလေတယ်။ဒီမကရွာလေးလမ်းမကြီးတိုင်းတချင်းတကြောကြောအော်ဆိုရင်ကလေးရီအလားခြေကလင်ပြီးတော့လမ်းရှောင်နေတယ်။ ဒီဘက်နောက်မှာတော့ရေဦးစင်ရွာကကလေးငယ်တွေကမလန့်မကန်းကနေလိုက်ပါသွားကြပါရဲ့သူရဲ့အမိတရားကိုမသိပဲအနောက်ကလိုက်ပါလာတဲ့ကလေးတွေကအယိုးမကြီးမဆာဘူးလို့ခေါ်ဆိုနေကြတယ်မဆာဘူးတို့တို့ရွာထိပ်မှာတို့ကပြအောင်ငါအလကားမကပြတော့ငွေရမှာပဲကတယ်အော်တို့တို့မှာဘလို့လို့ငွေရှိမှလည်းကြံတကာစားမလားရော့တချူအင်းအားလည်းမစိုးတပိုက်တော့ကပြမယ် ကလေးများကမဆောက်ကကလေးတယောက်ပြီးတဲ့ကျန်းတကာတချို့ကိုယူပြီးတချင်းတကြောကြောအော်ဆွေရင်ကပြနေပါရီရွာလင်လန်းဖြစ်တဲ့အတွက်ဖုန်တွေကလည်းသူတို့ရဲ့လှုပ်ရှားမှုတိုင်းမှာထောင်းထောင်းထားနေရင်ရာမကြာရေးအချိန်မှာတော့ရွာထဲကလူကြီးတချို့ရောက်လာပြီးကလေးငယ်ရီကိုငောင်းငဲငောင်းလူစုခွဲလိုက်ကြရီအဲဒီနောက်ရွာထဲကလူကြီးတချို့ကအယူမကိုမေးမြန်းစုံစမ်းကြလိမ့်တယ်ဟဲ့ကလေးမကြီးရပင်ရလဲကျုပ်ကဒီရွာကပဲတော့ငါဒီရွာသားပါ ငါတို့ရွာမဟုတ်ဘူးပင်မနေရလဲနေကြီးရလဲစိတ်နဲ့ပုံမပေါ်ဘူးဘာကျုပ်ကများကျုပ်ရွာစုံကငါပြောမိနေအိမ်ဝါနေတယ်အယူမရဲ့စကားကြောင့်ရွာသားကြီးတွေတွေးတောရရိတ်အဲ့နောက်လူကြီးတယောက်ကခေါင်းနှိမ့်လိုက်ပြီးတော့ရွာစုံကငါပြောတော့ဆိုတော့ဦးကင်းရဲ့အိမ်ပဲရှိရင်လေမဝင်းကငါပြောရိအများကြီးစိုက်တာဖြစ်နိုင်နေပြန်သူကြီးရတာလဲစိတ်သာတိတ်မနဲ့တာရုပ်ရည်လေးကတနာကမာနေ မလွယ်ဘူးဦးကဲကြီးကိုပြန်ပို့ပေးအောင်ရွာသားကြီးတွေကအချင်းချင်းတိုင်ပင်ပြီးနောက်ရွေးမလေးကိုအိမ်ပြန်မလားလို့မေးပါရိရိတ်ကရွေးမလေးကအာရဝမ်းသာနေပြန်ပါပေါ့အိမ်မှာကိုကိုစောင့်နေပြီလေဟဲ့ကလေးမဦးကဲအိမ်မှာဦးကဲတို့လင်မယားပဲရှိတာပါကိုကိုကဲကိုပဲပြောရလေအယူမလေးရဲ့စကားကိုအတီလို့ထင်နေတဲ့ရွာသားတွေကအုံနောက်ပဲတယ်လို့ပြောမရအဘယ်သောဆိုတော့ဦးကဲမှာလွန်ခဲ့သောအချိန်တွေက ပီယာစည်းပေါ်ရမှာအစွမ်းထက်တဲ့ဆရာတစုဖြစ်ခဲ့ခြင်းကြောင့်ဖြစ်ပါရီမိန်းကလေးတွေကိုရေရွမှုမှုဆွဲလန်းအောင်လုံနိုင်စွမ်းနဲ့ဦးကဲကိုရွာသားတွေကတန်တရာဝင်ဒီမှာထူးဆန်းတယ်လို့ပြောမိတာဒါတာသူတို့ကဦးကဲကိုပြစ်တင်ပြောဆိုကြရီဒီလိုကကိုသမီးရွယ်လေးကိုသူ့လေတအားအပြစ်မပြောနဲ့တော်ကြောင့်ကျုပ်တို့သမီးတွေကိုအမြင်ကက်ကက်နဲ့လှုပ်နေအောင်ခင်ဗျားဘာလို့ပြောနေရတော့များတင်ညာနဲ့လှုပ်တာကိုပြောတာပါဗျာခင်ဗျားတို့ကလည်း အေးဗျာဒီလူကြီးလူကောင်းဖြစ်ပြီးထင်းနေတာတခြားရွာကလာတဲ့သူ့စီမျိုးသားလူလက်စားတော့အတန်ဆိုးပဲဗျာဘယ်သူမှတော့ပြီးရှာမရှိစားနိုင်တော့အိမ်တဲပို့ပြီးတန်းနေဆိုင်အောင်ကောင်မလေးသနာပါလေဗျာရွာသားတွေကသူတို့ထင်ရမြင်ရတွေကိုပြောပြီးနောက်ဦးကဲရဲ့အိမ်ကိုအယူမကိုလိုက်ပို့လိုက်ကြပါတော့ရိတ်ဟဲ့ကလေးမဒီကဘလို့လို့ပြီးငါ့အိမ်ကိုရောက်နေရတယ်အစောကလူကြီးတွေကဒီကိုလိုက်ပို့သွားတာပဲတော့ ကျုပ်ကလည်းဘဲမမသွားဘူးပြောသွားသည်နေရပြန်ရမယ်ငါနဲ့ယောင်းနေမှာနေ့ရက်တစ်ခါမှမမြင်ဘူးပါအောင်အဲ့ဒါနောက်ပါပြီကျုပ်ပိုက်စားပြီတော့ဘူကဲတယောက်တောင်ယာဒဲကပြန်အင်းရှိတန်းလျာမှာထိုင်နေတဲ့မိန်းကလေးတယောက်ကိုတွေးလိုက်ရတာကြောင့်အကျိုးအကြောင်းမေးမြန်းနေခြင်းဖြစ်ပါရင်ကာမလေးကိုကြည့်ရသည်မှာရင်ရင်လေးနဲ့ယူနီယံရှိရာကြောင့်တနာစိတ်ဝင်မိပြီးအိမ်ပေါ်ရှိစင်ရိုးထဲမှာအုပ်ထားတဲ့ငပြောသည်ကိုကြွေလိုက်မယ်လို့စဉ်းစားလိုက်ပြီးခဏစောင့်ခိုင်းကအိမ်ပေါ်ကိုတက်သွားသည် ဦးကဲကငပြောသီးမဲ့တပီးကိုဦးရင်နိုင်နေစဉ်ပကုံးကိုလူတယောက်လာပုတ်တာကြောင့်လှည့်ကြည့်လိုက်ရအိမ်ကိုရောက်နေတဲ့အယူမှဖြစ်နေတယ်။ဒါကြောင့်လမ်းဖြတ်သွားပြီးတော့ကလေးမအောင်စင်းအမြန်စင်းညီကိုကအိမ်ရောက်မှနေကိုပြောထားတယ်လေ။ကျုပ်ပိုက်စာလုံးလို့ပါတော့။ဒီပိုက်စာတော့ရေးမဟုတ်ဘူး။ငါမင်းမရောက်နိုင်ပြဿနာတက်နေမယ်စဉ်းစားဦးကဲကယူမကိုငောင်းငန်းပြီးအိမ်ရောက်ကိုစင်ခန်းလိုက်ရောက်ဒီမမကြည်မနှမ်းနဲ့အိမ်ပေါ်ကနေစင်းသွားတော့တယ် ဟုတ်ကဲ့ဒီလေဝင်းမန်နေတဲ့ဖီးချန်ကပြောသည့်တပီးကိုကိုင်ကစင်အိုးဖုံးကိုပြန်အုပ်နေစဉ်အိမ်ရောက်ကစကားပြောတဲ့ညကြားရတာကြောင့်ခေါင်းနှပန်းကြည်သွားလိမ့်မယ်။အသားမရှင်မမိမဖြစ်သူနဲ့အယူမတို့ရဲ့အတန်ဖြစ်ပါရဲ့။ဟဲ့ကလေးမဘာလုပ်နေရလဲ။ညီကိုမမြင်ဘူးပါ။ညီကဘာတုန်းလဲ။ကျုပ်နာမည်ဟာစာအုပ်ဒီကိုကိုစီလား။ဘယ်ဟာကိုကိုလဲ။ဒီဟာကိုကိုပေါ့။စောရောင်ကိုကိုနဲ့အိမ်ပေါ်မှာအတူတူရှိရတယ်။ ဒီမှာခဏစောင့်လေးဘူကဲရဲ့မိမတော်ဝင်းကရွှန်းလာတဲ့ဈေးချင်းတော်ကိုအိမ်ရှိမြေပြင်ကိုပြေးချလိုက်ကအိမ်ပေါ်အလောတကြီးတက်လိုက်ပါလေဒီမှာအိမ်ပေါ်ရောက်တဲ့ကဖီးစံကပြောသည့်ကိုလက်ကခံပြီးကပိုက်တန်းကနေကျဲဥတပိုင်းတစားနေဦးကဲကိုတွင်းလိုက်ရတဲ့တခဏတော်ဝင်းရဲ့မျက်ဝန်းတို့ကမျက်ရည်ရီကျလာပြီးအိမ်ပေါ်ကနေပြေးဆင်းသွားတော့လေအိမ်တော်နှုတ်ကနေလေနာဘူးကြီးမတားကြီးဒီကတော့ချက်လိုက်ရတာဘာတောက်လုံးမှသူ့ကိုခိုင်းတာမဟုတ်ဘူးအဲ့လိုမှန်းတာတီးခဲ့ရင် မထနိုင်အောင်ကြွဲလိုလောင်းလို့ခန်းရပါလေတော့လူကြီးဘာဟိပြောနေရလဲပြောလို့မနေဘူးတော့လက်ထဲကငပြောသေးနဲ့ကပိုက်တဲရကြက်ဥကိုမြင်ကလေးရရှင်ဘလို့လူစားစုတိလိုက်ပြီအဲဒါကြောင့်ဟိုဟာမာလေးကကိုကိုဖြစ်နေတာပြည်ပြည်တော်လားဂျာကောင်ကြီးပြောသွားတဲ့စကားကြောင့်ဦးကေတယောက်ကပိုက်ကြောင်လေးကကြက်ဥတွေကိုတတိယသွားပြီအမှန်စင်စစ်အဲ့ဒီကြက်ဥတွေမှာသူ့ရဲ့ယာကွက်ပေးရှိ ကိုသိန်းကဦးဦးနေရဲ့သူ့ရဲ့ကျမကြီးကင်းကိုက်ခံရပြီးတည်သွားတာကြောင့်သူ့ကိုပေးလိုက်ခြင်းသာဖြစ်ပါရီ။ယူမကိုငပြောသည်ကြွေးဖို့ရာအတွက်လက်ထဲကလည်းငပြောပြီးကင်ထားခြင်းသာဖြစ်တယ်။ရိတ်ကျုံနေငပြောပြီးကြောင့်သူတို့လင်မယား꿰ဖို့အထိဖြစ်လာရလိမ့်။အဓိကတရားခံဖြစ်တဲ့ယူမဒီကရှာလေးတစ်တစ်တစ်နဲ့လောက်ကောင်ဦးကင်းရဲ့အိမ်ကနေထွက်ခွာသွားပါလိတော့တယ်။ဦးကတရားဖြစ်ဖြစ်ကဲ့သမ ्या ကိုမောင်းဘိုးတင်တော်ကပြောပြလာခြင်းဖြစ်ပါရင် ရိခာမှာဂယုတဆိုင်နားထောင်နေတဲ့ဖိုးထီးကနေအမေစကားဆူလိုက်ပါရီ။ Okay နေပါဦးဗျာ။အခုအဲ့ဒီယူနေရမှာဘယ်ရောက်သွားတာလဲ။မသိလို့ပေါ့ကွာငါလည်းလိုက်ရသေးတယ်။တင်းကဘယ်ပြောက်လို့ပျောက်သွားမှန်းကိုမသိတာ။ဟင်းအဲ့ဒါဆိုကျို့တို့ကဘယ်လိုကူညီရမှာလဲ။မင်းတို့တွေကအဝင်းနဲ့တင်းမြတ်တဲ့ကောင်တွေပါကွာ။မင်းတို့အဖြစ်မှန်ကိုရှင်းပြပေးငါအဝင်းတွေကလက်တင်ခံပါ။ တက်ကြည့်တော့မပြောပါနဲ့ဘူးဗျာတို့တို့စူးစမ်းပေးကြည့်မယ်မင်းတို့ပြောပြီးရပါလေကွာဒါမင်းတို့စတယ်မင်းနော်ဦးကဲကမောင်ဘိုးတင်တို့ကိုမျက်လုံးဝှေ့ကြည့်ရင်စကားဆူလိုက်ခြင်းကြောင့်တို့တအံတအောင်နေဒီတို့နဲ့ဘာဆိုင်လို့လဲဗျာမင်းတို့ဒီပင်ကောက်ပီယာစေးခတ်ပြီးအဝင်းလေးနဲ့ပေးစားခဲ့ရလीငါဘလောက်အဖြစ်ဆိုးသွားသလဲဆိုအခုပြန်ပေါက်နေတဲ့နှကမ်းမွေးလေးအောင်အချစ်စိတ်တက်ပြီးရိပ်ပလိုက်ရတယ်လေ ဝီကဲရဲ့စကားကြောင့်မောင်ဘိုးတင်တို့ငြိမ်နေကြပါရဲ့ဟုတ်ပြီလေဗတိကိုမိကျော်ကိုပီယာစိတ်ကတဲ့အညိုနဲ့သူတို့ကဝီကဲကိုလေးကုလက်တော်ဝင်းနဲ့ပေးစားခဲ့သည်မဟုတ်ပါလားတခုတော့မေတ္တာစင်နေတွေ့သူဝီကဲတယောက်ပီယာစိမခက်ရပါပဲတော်ဝင်းကိုချစ်ချမ်းဝင်နေပြီဖြစ်ပါရဲ့အဲ့ဒီဝီကဲကနေသူတို့ကြောင့်လို့ခဏခဏအပြစ်တင်နေခြင်းသာဖြစ်တယ်ဘသူမပြစ်မိမိမှုမောင်ဘိုးတင်တို့ကရွာလေရှိတော်ဝင်းရဲ့နေအိမ်ကိုမြန်စွာမနေသွားလိုက်ကြပါတော့တယ် မရောက်တာကြပြီဖြစ်တဲ့ရေဦးစင်ရွာလေးရှိဂျွန်ဝင်းရဲ့နေအိမ်ကိုဘောင်ဘိုးတင်တို့ရောက်လာပြန်ပြီဖြစ်ပါရင်ယခုတစ်ခေါက်ရောက်လာခြင်းကအခြေရောဂါရောက်နေတဲ့ UK အတွက်ဖြည့်စေဖြစ်တဲ့ဂျွန်ဝင်းအမတ်တစိစေလုံးကြီးထံလာရောက်ဖြောင်းပြခြင်းဖြစ်တဲ့ဂျွန်ဝင်းတယောက်အိမ်ရောက်ရှိတန်းလျှောက်မှာထိုင်နေရကိုတင်ရပြီးသူတို့ဘက်အိမ်ဝိုင်းထဲဝင်လာသည်ကိုမြင်တော်လေးတက်တက်ကြွကြွနဲ့ဖိတ်ခေါ်ခြင်းမရှိဘဲမကောင်းတဲ့ရည်သာလာထိုင်ဆွဲတဲ့ဘောမျိုးနဲ့မိဆက်ပြောင်းလိမ့် ။ဟောဘိုးထင်တို့ဒီလေတမစိတ်ကြီးကိုင်းနေလိမ့်မယ်လို့တွေးကောင်းဝေမယူကြပြီ။ဝေယူရင်ပင်တော်ဝင်းဒီကောင်းဂယူဆိုင်ပြီမဟုတ်။အဲဒီနောက်သူတို့ကလွတ်နေတဲ့တန်းလျောက်မှာဝင်ထိုင်လိုက်ပြီးတောင်ရကစတင်ပြီးတော့စကားဆိုနေတယ်။ဒီမှာဝင်မှိုင်းလာပါလား။အဲ့ဒါသာဒီတော့ဘာသာလုပ်ကြတယ်။ငါ့ကိုပီယာစည်းလာခက်တာလား။ခက်ဝေးဝေးမှနေတော့တွေ့လာဒီမှာ။တော်ဝင်းကပြောပြောဆိုဆိုမိတီအချိန်ကလေးကကင်ထားမဲမသိတဲ့ ဖြတ်ကြီးတော်သားကြီးကိုမြှောက်ပြလိုက်ပြီးနောက်စပွဲပေါ်ချလိုက်ပြီးစကားဆူလိတယ်။ဒါကြောင့်မောင်ဘိုးထင်တို့အနေထိုင်ပြောဆိုတတိထားရမီကိုနားလေလိုက်ပါရင်။တာရမီသည့်စကားဆူရမှန်းမသိဖြစ်နေစဉ်မောင်ဘိုးထင်ကလည်းစကားဆူလိုက်တယ်။အိမ်မဝင်ကျို့တို့ကဖြစ်မှန်ကိုလာပြပြတာပါဗျာ။နင်တို့ပြောမအောင်ပါသိတယ်။အယူမလေးကိုမြှောက်ပြောသည်တွေးဖို့ယူပြီးရာကျဲဦးကရာွက်ထဲကပါလာလား။အဲ့ဒါပဲမလား။ဗျာဟုတ်တယ်လေ။ ဲ့ဒါအမှန်တရားပဲဟဲ့ဘိုးတင်အဲ့မသာပြောတဲ့အယူမလေးဆိုတာနေမြင်ဘူးလားမမြင်ဘူးလေနေတို့ရွာကောင်းတော်ကန်ကြီးတဲ့ပူချောတယ်တကယ်ယူနေရဲ့ဆိုရင်လေအဲ့ဒီမသာပီယာစေးခံပြီးသူ့ကိုဆွဲအောင်လောက်တာနေမှာမဟုတ်တာဦးခေရထာရီမလောက်တော့ပါဘူးနေရသူ့မရမလို့မလောက်ဘူးလို့ပြောနိုင်လားတော်မင်းရဲ့စကားကြောင့်မဘိုးတင်မိတို့ပြန်ပြောရမည်မှမသိရဖြစ်သွားပါရဲ့ သူတို့ဘာပြောရမှန်းမသိစဉ်းစားနေစဉ်ဒေါ်မင်းကဆက်ပြီးစကားဆိုလာတယ်။သူပြောတဲ့ယူမအခုပဲမလဲ။သူမဟုတ်ဘူးဆိုရင်အဲ့ဒီကောင်မလေးကိုချက်ချင်းခေါ်ရမှာလေ။အခုတော့သူဖွက်ထားပြီးဘယ်သွားလဲမသိဘူး။ရင်တော့လေသူနဲ့ပြန်ပေါင်းဖို့လာပြောတာဆိုရင်ပြန်တော့ဒီအတိုင်းအလေလာတော့ဆိုရင်တမင်းချက်ကျွေးမယ်။နောက်ထပ်ငကဲကြောင့်ထပ်ပြောကြည့်ခလေးလူကြီးနားမလဲဘူး။ဒီငှက်ကြီးတောင်နဲ့ပိုင်းပြန်မယ်။ အချိန်ဒီမကောင်းတော့ဒီမှုစကားမအောင်မဘိုးထင်တို့စူးစမ်းပြီးဖြောင်းပြရန်အဂျင်စီကိုလက်လျှော့ပြီးတော့တော်ဝင်းရဲ့အိမ်ကနေကတ်တုတ်တုတ်ပြန်ခဲ့ကြပါလျော်ရည်။ယခုတစ်ချိန်မှာတော့မောင်ဘိုးထင်တို့အခက်တွေ့ကြပြီ။ဘူခဲတီလည်းသနာစရာမှုပြင်မထားရသလိုတော်ဝင်းကိုလည်းဖြောင်းပြရေးရမည်မထင်။အဲ့ဒါသူတို့ကမောင်ဘိုးထင်ရဲ့နေအိမ်မှာစူပါပြီးဘူခဲရဲ့အရေးအတွက်တိုင်ပင်နေကြပါရည်။ကျုပ်ကထင်အယူမောက်တွင်ဒီပြဿနာပြီးပြီ။မင်းပြောမှလားဘိုးထင်က ဒါတော့တို့လဲသိတာပေါ့ကျုပ်တို့အယူမောက်လိုက်ရှာမယ်ထင်တယ်ရေရေနေတော့ရှာလို့မရနိုင်ဘူးပေါ့မင်းတို့သိတဲ့အတိုင်းရက်ဒီအတော်ကြာသွားပြီကိုသူတို့ကရိရေးကိစ္စကိုဖြေရှင်းရတိုင်ပင်နေကြရိအဲ့နောက်ဗီဒူးကမိသည့်စကားမှမပြောဘဲကျက်စာကျွေးနေတဲ့တာကြီးကိုကြည့်ပြီးတခြားသူတွေကိုလှမ်းအောင်ပြောလိုက်တယ်ကျုပ်တို့တွေကသာစဉ်းစားနေတာဘူကောင်တာကြီးကတော့အေးရအေးဆုံးပဲထားလိုက်ပါကွာဒီကောင်ကဘာမှတိတ်တည်းကောင်မဟုတ်ဘူ ကိုရီးယားတန်နိုင်ငံကျေသွားတာကြောင့်တာအီးကြားသွားပြီ။အဲဒီနောက်တာအီးကလက်ထဲကစံစီလေးတွေကိုမြေပြင်မှာပတ်ပြီးချက်ကလေးတွေကိုကျွေးလိုက်တော့ဟေးလူရီခမည်းတော်ဒါလေးကိုများအများကြီးစဉ်းစားနေတယ်။ရွာတွေကနွားပွဲစားတွေရေဦးစင်ရွာကနွားပွဲစားတွေစီစုံစမ်းလိုက်တွေ့လိမ့်မယ်။သူတို့ကဒီနယ်တလောမှာရှောက်သွားနေကြတာ။ဟေးဟုတ်တယ်ဟာမလို့မိဟိုတွင်နေတာရမှာတာအီးကိုချီးကျူးနေကြပြီမဲ့မောင်ဘိုးတင်နေပေတူးမှာမဲခါရွှဲခါနေ မကြည်မနဲ့စကားလေးစကားဆိုနေကြပါရဲ့တက်ကန်းဆန့်ဦးတို့လားလပေါလေးမျက်နှာတွေ့တာပါကွာမင်းတို့ကောင်းနေတာတင်မနာလို့စိတ်များတကူကဲကဲကဲဒီကောင်ငါးချက်တကောင်ယူချက်စားကြားလာအဲ့ဒီကျမကြီးကရိုးမတန့်တော့တကယ်လားတာကြီးမင်းစရဲကောင်ကတိတ်တော်တာပဲတာကြီးတော်ရဲ့ဆိုတာလက်ခံလာပြီတူအပြောစရာလိုသေးလို့လားကွာကဲကဲကဲအခုတော့နွားပွဲစားရေးစီသွားပြီစနေနာကြီးကြဆို ကိုဘိုးရင်းနဲ့ကိုသားရကရေအိုးစင်ရွာကိုတော့လွန်လီချုပ်ဆက်ဒီပါတော့တွေ့လို့လဲသွားမယ်။ဟေးယနေ့မှပြန်ဆောင်တော့ဘောကအဲ့လိုနဲ့ဗောင်ဘိုးထင်တော့ကတာဝန်ကိုစီခွင်းကနွားပွဲစားရိစီသွားပြီးအယူမတရားကြောင်းကိုစုံစမ်းရင်သွားလိုက်ကြပါတော့ရဲ့။ဘာဘိုးထင်တော့ဘဲကနွားပွဲစားရိထံမှာအယူမကြောင်းကိုစုံစမ်းနေရတချို့ပွဲစားရိကလွန်ခဲ့တဲ့ရက်ကပေပေရွာနဲ့အတော်လန်းနဲ့ပွေးကန်းကြီးရွာမှာတွေ့ခဲ့ရကြောင်း၃-၄ရောက်တော့ပွဲစားတို့ကပြောလာတာကြောင့် ဝေးကန်းရွာလေးစီကိုခြေဦးလှဲလိုက်ကြရိအလုံးကျော်ဝေးလာသည်မဟုတ်တာကြောင့်လမ်းလျှောက်ရည်သွားသွားလိုက်ကြပါရိဝေးကန်းကြီးရွာကိုရောက်ချိန်မိုးချုပ်လူလူဖြစ်နေပြီဖြစ်တယ်ရွာထဲမှာတိမိတ်ဆွေမရှိတာမို့ရွာထိတ်စရက်မှာသာညာရပြီးမိုးလေးမှရွာထဲစနီးနာရင်ဆုံးဖြတ်လိုက်ကြရိအဲ့နောက်ကိုထင်းလေးတာယာကမောင်ဘိုးထင်တို့ကိုကြည့်ကောင်းဟဲ့ကောင်းလေးမင်းတို့ကရွာထဲသွားပြီးစားစရာသွားဝေးကြအကျော်ရအကျော်မုတ်လန့်နေရမုတ်လန့်နေရှားလာပါခဲ့ကွာ ်ဟေးပါဗျာခင်ဗျားတို့နှစ်ယောက်ကလည်းခိုင်းပဲဆိုတာကြီးပဲတော့ဆက်ပါကွာဝေးပါလားအပိုင်ငါးဆရာကြီးကွာပါရပါရမဘောတင်တို့တုံးယောက်ကမတည်မနှမ်းနေရွာလေးကိုခြေဦးလှဲလိုက်ကြတယ်နေဝင်ကြီးတယောက်ချိန်မူရွာထဲမှာအတန်ဒီစူညံနေသည်အစော့မတဲ့ကလေးတွေကိုမိဘတွေကအော်ငေါက်ဆဲဆုံနေတဲ့အတန်ဒီကပူ၍ညံစီနေပါရီမဘောတင်တို့ကရွာလမ်းတန်းရှောက်လာပြီးလမ်းမှာတွေ့တဲ့ရွာသားကြီးတအုပ်ကိုအတော်ဆန်ရှိရာကိုမေးမြန်းလိုက်တယ်ဦးလေး ကျုပ်တို့အကျော်ဆိုင်ရှိရလေလမ်းညွှန်ကြပါဦးဗျာအကျော်ဆိုင်လားရွာနောက်ဘက်ကမမီရွာလေကမတင်နဲ့စနေတောင်းကမတုပ်ဆိုပြီးသုံးဆောင်ရှိရမှာမင်းတို့ဘယ်ဆိုင်သွားကြလဲကောင်းမင်းဆိုင်ကိုသွားကြတာပါဦးလေးရကညာပြူလေးမိကိုမျက်စိအရသာခင်ချင်ရင်ရွာနောက်ကမမီစီသွားအကျော်ကိုလေးလေးပင်မေးစားတယ်စနေတောင်းကမတုပ်အကောင်းဆုံးအပြည့်စုံဆုံးအရသာရှိဆုံးအကျော်ဆိုရင် ရွာလေးကမတ်တင်ဆန်ကိုပဲတွားကွာ။ဟာဗျာအရသာအရှိဆုံးဆန်ကိုပဲတွားမှာပေါ့မတ်တင်ဆန်ကိုပဲတွားပြီဗျာ။ကဲအဲ့တော့ဆိုငါးနောက်လိုက်ခင်။ဦးလေးကလမ်းကြုံလို့လား။မဟုတ်ဘူးမတ်တင်ကငါမိမာကွာ။ဟောဗျာ။ဘာဘိုးတင်တော့ကလည်းမတ်တင်ယောက်ျားခေါ်ဆောင်ရာမတ်တင်ရဲ့ကြောဆန်းစီကိုလိုက်ပါသွားကြရိ။ရတော့နေမှာဘိုးထင်ကသူတိလူတော်တွေကိုမေးမြန်းနေတယ်။ဦးလေးတီရော်ကိုယူမတီရော်ဟုတ် လွန်ခဲ့တဲ့ရက်ကရောက်လာတယ်ဆိုတာဟုတ်တယ်လားအသက်40အရွယ်လောက်ဆိုဒေါ်ကြာမျိုးအသက်30ဝင်းကြီးဆိုရင်မဘူဒုအသက်30အရွယ်ဆိုရင်ယတုမီသူကခတ်ချော်ချင်အဲ့ဒါဆိုယတုမီပဲဦးလီကတိလာစီလားယတုမီကပူရိုလေးရွာကဒီအောင်နေဆိုလေးတဝက်လောက်သွားအောင်တယ်သူကအဲ့ဒီရွာတစ်ထဲသမီးကွာဟာတိလာစီလားပြီးဆိုယတုမီကငါတူမကိုကွာငါတိုက်ဆိုင်လိုက်တာဗျာ ကျိုးတော်အရင်ယူမလေးစီလိုက်လာတာလက်မရရတုမေကွာဟုတ်ကဲ့ရတုမေရကျိုးတော်ရမှာပြဿနာရှာသွားလို့ဗျာကျိုးတော်ရဲ့ဦးကဲလင်မယားကြီးကွဲသွားလို့ဘာဘောတင်တို့ကကြော်တဲ့ယောက်ျားရတုမေရဲ့ဦးလေးကိုဖြေချောင်းကုန်စင်ပြောရိကသူကနားလေစွာနဲ့ခေါင်းကိုငိမ့်လိုက်ပြီးရောရေဦးစင်ရောသွားရည်ဆိုလို့မတို့နောက်ကလိုက်ခေါ်ထားလားသူ့ကိုရွာပြင်မှာတွေ့ရတယ်တခါလေးခေါ်ခဲ့ရဒီပြဿနာတွေရောမသိခဲ့ဘူးကွာ ငါတို့မှာကြောင့်ဖြစ်တာဆိုတော့မတို့တူဝီကပဲလိုက်ပြီးရှင်းပေးပါမယ်အခုတော့စီစုံကပြန်လာလားအိမ်မှာငါမိမနဲ့ထားခဲ့ရလားစိတ်ကမချဘူးငါတို့မှာတူဝင်ကိုဘလောက်ပြန်ပို့ဖို့မရဘူးဟဲ့တခြားတွေရှောက်မသွားကြီးငါအိမ်မယ်နေပါဦးလေးတို့မှာမွေးရရယူနေရလားဒါမွေးကလေးကတော့ယူမလာကွာနောက်မှဘလို့ဖြစ်ပြီးယူသွားလည်းမသိငါထင်တော့အောင်လန်းအတိုက်တွေနဲ့ပါလောက်တာပေါ့ကွာ ဲ့ဒါဆိုရင်တော့ဟန်ကြတာပဲဒီကောင်ဘိုးတင်ကအဲ့ဒါကြီးကုတက်တယ်။အော်အေးဘယ်တော့ပြန်မနေရလဲ။ရွာပင်ကဆေးရမှာပဲပေါ့ဗျာနှစ်ယောက်ကကြံနေတယ်။ညရံကျဲကြီးပဲကွာမင်းတို့လူညောင်ကိုပြန်ခေါ်လိုက်ကွာအိမ်မှာပဲတဲကြပေါ့။ဒါဆိုအများကြီးဟန်ကြတာပေါ့ဗျာကျုပ်ပြေးခေါ်လာအောင်စောင့်နေတယ်ပေတူကအာရဝန်သားနဲ့ဇယက်စီကိုတယောက်တည်းပြေးထွက်သွားပါရဲ့ဇယက်စီကိုရောက်တဲ့အခါဖိုးထင်းနေတန်ရာကလူနီယောက်ကိုထိုးထိန်နေပြီး ဘေးမှာရှိတဲ့မိကလေးတယောက်မှကြောင်းတဲ့တကြားနဲ့ကြည်နေတယ်။အဲဒီအချိန်ကျတော့ပေတူးကနောက်ကရွာသားကြီးကိုကြောင်စီစီနဲ့ကြည်နေတဲ့မိကလေးကိုတွေ့ရင်ခါဒီမကြီးဘယ်လိုလုပ်ပြီးဒီကိုရောက်နေရလဲ။အဲဒီမိကလေးမှယတုမီဖြစ်ပါရင်အဲဒီတော့ယတုမီရဲ့ဦးလေးကလဲချနေတဲ့လူနီယောက်ကိုကြည်ကဘိစားကြွတ်တကူနွားတကူလာမှာဦးလေးကဒီလူမျိုးကိုတည်ရလားအတိရောဘောကွာရွာရဲ့အော်ကြောလန်နေလေ ဒီလူတစ်ယောက်ကသူ့ကိုဟောဟုတ်ကကြံကင်းနေဆွဲကုန်နေလို့တို့ကိုတတ်မှားထားတာအဲ့မှာစိတ်ကောင်းမှုမဟုတ်ဘူးဂျေဇုတင်လိုက်တာကွာအဲ့နောက်မှာဘိုးထင်ကယတုမေမှာသူတို့ရှောင်းလေးရဲ့ယူမလေးဖြစ်ကြောင်းပြောပြလိုက်ပါရိအဲ့နောက်မှာဘိုးထင်ကယတုမေရဲ့ဦးလေးကိုကြည့်ဟာဦးလေးကြောက်တခုပြောခြင်းနေပြောပါငါတူဒီမားကဘေးပြောကကြောင့်ယူနေရယ်ဆိုရင်တို့တို့ကောင်းအောင်လုပ်ပေးနိုင်တယ်ဝေတပြားလက်ချက်မှမယူ ်ဟေးပါကွာဒါမဲ့ငါသူ့ရဲ့ဦးလေးပဲတော်တာဒီလိုလုပ်ကောမနဲ့ဖြင့်ငါအကိုကြီးဒီထဲရွာသွားကြတာပေါ့အကိုကြီးကမင်းတို့ပြောကြပေါ့ငါတို့မင်းတို့ယုံနေဟုတ်ကဲ့ကျိုးကျိုးနားလိုက်ပါကဲကဲအားလုံးရွာလေးသွားကြရအောင်ရတုမရဲ့ဦးလေးကပြောပြောဆိုဆိုဒီမှာဖြစ်သူရဲ့လက်ကိုဆွဲကောင်းရွာလေးကိုဦးဆောင်သွားလိမ့်မယ်နောက်ကနေမောင်ဘိုးတင်လို့လည်းလိုက်ပါသွားကြတယ်အဲ့ဒီထိကမှဖိုးတွင်းနေတာရကအရှိကနေရတုမရဲ့ဦးလေးကိုလှမ်းអော်ပြီးမေးလိုက်လိမ့်မယ်ဦးလေး ဟိုနှစ်ယောက်ကိုဘယ်လိုလုပ်လိုက်ရမလဲထားလိုက်ကွာဒီကိစ္စပြီးမှပဲရွာလူကြီးရောငါပြောနိုင်မယ်အဲ့တော့ဘိုးတွေကဘေးနားကနေတာယာနားကပ်ပြီးရောတာယာယူမလေးကတိုးတက်နေနေပဲကြီးလောက်နေတော့မပြေမစင်တော့အတော်လှတာကွာအေးဆိုအတော်လှတာဒီနေ့တော့ငါဝမ်းသာတယ်ကွာဘာလဲဘိုးတွေမိမဲ့ပြိုတရားရဲ့ဘဝကိုကယ်ခဲ့ရလို့လေအဲ့ဒီပီဒီကဝတ်သားရင်ထပ်ပိုကောင်းနေကွာ အဲလိုနဲ့သူတို့နှစ်ယောက်ကယတုမီတို့တူဝီကြီးနှစ်ယောက်နောက်ကိုလိုက်ပါသွားကြပါလီရောတယ်။ပြည်သူများခင်ဗျာအခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမောင်တင်ဆန်းရေးသားထားတဲ့အောင်လန်းပိုးထင်ရဲ့ဘူကဲအရှုံးတော်ပုံဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါလိမ့်။နောက်ဆက်ပေးခဲ့ကြတဲ့ပြည်သူတအူးတယောက်ချင်းစီကိုလည်းအထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျ။ဒီဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျွန်တော်ကိုခန့်မဲဖြစ်ပါတယ်ခင်ဗျာ။